ပြင်မီဒီယာတွေကြောင့်ဒီတက်ကဘုံကျဲသလားဗျဆိုတော့လေရင်နဲ့ဘုံကျဲတာတွေဇက်တိုက်လို့အခုဟာပို့ပြီးတော့ဖြစ်လာနေတဲ့အခါကျတော့ဒီတက်ကဘုံကျဲဖို့တရင်စုဆောင်မှုနဲ့အမိန်ပေးမှုအဆင့်ဆင့်ကို ရှင်းပြပေးပါခင်ဗျဒါဥပမာဒီ AR တွေပြတဲ့ကိအညာဒူပိုင်းကိစ္စဆိုလဲတင်အဲ့နေရာမှာအဲ့မတိုင်ခင်တုန်းကလည်းစစ်တောင်းနေဝင်ပြီးမိရှို့တာလည်းစက်သေးတာလည်းရင်နံနှင်းနဲ့ပြက်သေးတာရှိခဲ့တယ်ဒီတော့ကျွန်တော်ရဲ့ဘက်ကနေပြီးတော့ပတ်ဆံရတဲ့ဘက်ပေါ့နော်ဒီတော့အဲဒီ ေနံထွက်တဲ့ကိစ္စတွေမှာမဟုတ်ရွှေရင်းထွက်တဲ့နေရာတွေတို့ရှင်နဲ့ပုံချဲတဲ့ခုနောက်ပိုင်းဒါတွေကဒီကြားနေပတ်စံနေရပြီတို့တို့ကိုပြန်ပြီးတော်လန့်နေတော့တို့ကသိအဲ့တော့ဒီဟာတွေကတို့မှလုံးမဲ့ပလန်အစိုးရတွေရှိတယ်ကျွန်တော်တို့စစ်သားတွေဗျာကျွန်တော်တို့ရှိတဲ့နေရာတွေကိုပဲတက်တက်ချက်ကျွန်တော်တို့ကကိစ္စမရှိဘူးကျွန်တော်တို့ကသေဖို့အစိုးရကရွေးချယ်ထားပြီးသားပဲ အဲ့တော့အခုလိုအရင်သားတွေအစုလိုက်ပြုံးလိုက်တေးချပစ္စည်းဖို့ညွန်ချားလာတဲ့အမိတ်မျိုးကိုလည်းမနာခံဘူးဆိုတာကျွန်တော်စစ်သားကောင်းတွေတိတိတိကျိုက်တဲ့အချက်ပဲဒါဟုတ်စစ်ကောင်စီရဲ့တပ်သားတွေလည်းသိရမင်္ဂလာပါကျွန်တော်ကနယ်နီပါမြို့သားညီငယ်ဆိုရကာကွယ်ရေးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် Triumvir မှာတာဝန်ထမ်းဆောင်နေတဲ့ညီပြူဝါမှုတယောက်ဖြစ်ပါတယ် အခုလေတော့ကျွန်တော်တို့တော်လိုင်းတက်တွေသိယူထားတဲ့နေမြေတွေမှာစစ်ကောင်စီကပြုလုပ်နေတဲ့ဒေသချောင်းတိုက်ခိုက်မှုတွေပတ်သက်ပြီးတော့အဲသားတွေအများကြီးထိခိုက်သေးဆုံးနေတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်နဲ့စစ်ကောင်စီတက်ရဲ့စစ်ကောင်စီလော်ဘီရဲ့နဲ့ကျွန်တော်တို့ပြည်သူတွေမြန်မာနိုင်ငံမှာရှိတဲ့ရဲသားပြည်သူတွေအားလုံးကော့ကော့ကွင်းသိအောင်ကော့ကော့ကွင်းမြင်အောင်ကျွန်တော်ပြပြချင်ပါတယ်ကျွန်တော်ကတော့အခုလက်ရှိအဲ့ဒီနေမြေတွေမှာတာဝန်ထမ်းဆောင်နေနေပြည်တော်တယောက်ပါတသက်မဲ့ကျွန်တော်ရဲသားပြည်သူတွေထိခိုက်သေးသေးပျက်စီးအောင် ရဲသားပြည်သူတွေအများကြီးရှိတဲ့နေရာရွေးပြီးတော့လေချောင်းတိုက်ခိုက်နေတာအခုဆိုရင်စင်ကူးနဲ့တပိတ်ချင်းနှမြို့နယ်တွေမှာရဲသားဥယျာဉ်100ကျော်တိစုံခဲ့ပြီဖြစ်ပါတယ် PDF တွေထိခိုက်တယ်ဆိုတာရှားပါတယ်ဒါကိုကျွန်တော်မြေပြင်ထွက်လာတဲ့ဓာတ်ပုံတွေရဲ့ဗီဒီယိုမတန်းတွေကကျွန်တော်တို့တက်တည်ဖြစ်တယ်ညှဉ်းဆန်လို့လုံးဝမရပါဘူးရဲသားတွေကြည်တိတန်ထိခိုက်တဲ့ဖြစ်ရတွေကအများစုပဲဖြစ်ပါတယ်ကျွန်တော်အာလက်တလော့ဖြစ်သွားခဲ့တဲ့ပြင်းအားခိုတဲ့တမကုံအဆင့်နဲ့လှုပ်ခဲ့တဲ့ငလင်ကြောင့် မန္တလေးတစ်မြို့လုံးနီးပါးစကိုင်းတစ်မြို့လုံးနီးပါးအာပျက်စီးဆုံးရှုံးခဲ့တယ်ရဲသားတွေအများကြီးတိဆုံးခဲ့တယ်ရဲသားအိုးအိမ်တွေပျက်စီးခဲ့တယ်ဒါကိုပြည်သူတွေတည်ပြီးသားဖြစ်တယ်ကျွန်တော်အနေနဲ့ကတော့ရှမ်းမြောက်ကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ပျက်စီးသွားတဲ့မြို့ကြီးတွေနောက်ခုကချင်းပြည်နယ်ကမြို့တွေပြီးတော့မန္တလေးနဲ့အနီးဆုံးမှာ ရှိတဲ့လက်ပံလာဂျေးရွာမှာရှိတဲ့ air strike လုပ်ခဲ့တဲ့အခါမှာ အဲ့ဒီ extra မှာတည်ဆိုးခဲ့တဲ့အဲ့ဒါအများကြီးတည်တာကိုကြည့်ပြီးတော့ကျွန်တော်တို့ဒါရီထူးဆက်မိတော့ဒီလိုစိတ်ထိခိုက်ဆရာတဲ့အတိတ်ထာရုံကိစ္စတွေနဲ့ကျွန်တော်တို့ကရင်းနှီးနေတယ်လို့မျိုးဖြစ်နေတယ်။အာဒါကတော့ဘယ်လိုပြောမှာတော့ကျွန်တော်တို့အနေနဲ့အသားကျနေတယ်လို့ကိုဖြစ်နေတာ။အာတပိတ်ချင်းမျိုးနဲ့ရေရွက်ကြီးကြီးရွာမှာတိုက်ခိုက်ခဲ့တဲ့လေချောင်းတိုက်ခိုက်မှုဆိုရင်တော့ကျွန်တော်တို့ဒါအပိုအဆိုးဆုံးလို့ပြောရမယ်။ရဲသားတွေအများကြီးတေးရ။ဆိုတော့ ီလိုလေချောင်းတိုက်ခိုက်လို့စေရအာတာသွားမယ်မဟုတ်ဘူးဆိုတာသိသိစေချင်တယ်တဖြည်းဖြည်းနဲ့အရင်တော့ကတည်းကစစ်ကောင်စီကိုကျွန်တော်ပြည်သူတွေမထောက်ခံခဲ့ရပို့ပြီးတော့မှဆိုးတဲ့အချိန်နေစစ်ကောင်စီကိုပုံမုံးတဲ့အချိန်နေရောက်လာပြီဆိုတာကိုသိစေချင်တယ်ဘာကြောင့်ဒီလိုရဲသားပြည်သူတွေအများကြီးရှိနေနေရအောင်လေချောင်းတိုက်ခိုက်ပါတယ်လေကျွန်တော်တို့ပြည်တဲ့ဒီရှိလို့ပြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့နဲ့ပြည်သူတွေကြားထဲမှာစစ်ကောင်စီကတက်ရှို့သွေးခွဲနေတာလားအော်ပြောနေတာကတော့ ဟောပြည်သူကအဲ့လောက်ဉာဏ်နေတာမဟုတ်ဆိုတာကိုသိစေချင်တယ်ပြည်သူကဘယ်သူကကျူးလွန်လဲဆိုတာကိုသိကိုသိတယ်အဲ့တော့ကျွန်တော်တို့ကစစ်သားတွေဗျာကျွန်တော်တို့ရှိတဲ့နေရာတွေကိုပဲတက်တက်ချကျွန်တော်တို့ကကိစ္စမရှိဘူးကျွန်တော်တို့ကသိဖို့အစိုးရကရွေးချယ်ထားပြီးသားပဲအဲ့တော့အခုလိုအရသားတွေအစုလိုက်အပြုံလိုက်တီချီပြစီဖို့ညွန်ချလာတဲ့အမိန့်တွေကိုလည်းမနာခံဘူးဆိုတာကျွန်တော်စစ်သားကောင်းတွေ တိတိတိထိုက်တဲ့အချက်ပဲဒါဟုတ်စစ်ကောင်စီရဲ့တပ်သားတွေလည်းသိရဆိုတော့မလုံသိမ့်မလုံထိုက်ခိုက်ရမလုံခွန်းတယ်ဒီလိုအယသပြည်သူတွေအများကြီးထိခိုက်တေချေပြည့်စီအောင်လုတ်ခဲ့တဲ့ခင်ဗျားတို့စစ်ကောင်စီတပ်ကိုလုံးဝပြတ်ပြတ်သုံးသွားတဲ့အချိန်ကျွန်တော်တို့ချိန်မုံမယ်တုတ်တယ်မယ်ပြီးတော့ခင်ဗျားတို့စစ်ကောင်စီတပ်ကိုတက်ရောက်ချင်းစီစစ်ခုံရုံးကိုဂုတ်ဆွဲပြီးခေါ်တဲ့အစ်စ်တီရောက်အောင်ကျွန်တော်တို့ကြိုးစားကြမယ်လို့အတိပေးသတိပေးခြင်း ြည်သူတွေသိစီချင်တာကတော့ဟိုကျွန်တော် PDF တွေရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ကျွန်တော် PDF တွေမရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ဟုတ်အရင်အနစ်တွေအများကြီးကြတာပြည်တွင်းစစ်မှာရဲသားတွေကိုပဲပြစ်မဲ့ထားတိုက်ခိုက်ခဲ့တယ်ဆိုတာပဲဒါကိုသိစီချင်တယ်ဒါကြောင့်ရဲသားပြည်သူတွေအနေနဲ့အာအခုလိုမျိုးစစ်ကောင်စီကပြုလုပ်တဲ့လေချောင်းအန္တရာယ်ကိုစနစ်တကျကာကွယ်နိုင်ဖို့ဘုတ်ကိုချင်းတူးတာလေလေချောင်းပတ်သက်တဲ့အတိပေးနှိုးဆော်ချက်တွေကို တတိထားလိုက်နာကြဖို့တိုက်တွန်းချင်ပါတယ်ဆိုတော့ကိုစီကကျွန်တော်တို့မေးကျင်တာကတော့သတင်းမီဒီယာတွေကြောင့်ဒီတက်ကဘုံကျဲသလားဗျဆိုတော့လေရင်နဲ့ဘုံကျဲတာတွေဇက်တိုက်လို့အခုအပိုပြီးတော့ဖြစ်လာနေတဲ့အခါကျတော့ဒီတက်ကဘုံကျဲဖို့သတင်းစုဆောင်မှုနဲ့အမိန်ပေးမှုအဆင့်ဆင့်ကို ရှင်းပြပေးပါခင်ဗျ အဓိကကတော့ဒီဘုံချဲ့တဲ့ကိစ္စမှာပေါ့နော်ဒီသူတို့ဒီအမိန်ပေးတဲ့ပုံစံကတော့လက်ရှိတိုက်ပွဲဘတ်တယ်ဆိုင်ရတဲ့အချိန်မှာကျဲတဲ့ဟာကြတယ်တော့ဒါကဒီခြေအောက်အောက်ကတတ်မှမှုတွေခုနောက်ပိုင်းကနောက်ဆုံးနောက်ဆုံးအချိန်တွေဆိုတာတတ်မှမှုတွေ view မှုတွေကနေပြီးတော့ တောင်းဆိုတဲ့အခြေအနေကြောင့်ဟိုတိုင်းကနေပြီးတော့တော့အဲဒီလောက်လျှောက်ဒီတိုင်းတိုင်းစစ်ဌာနချုပ်တွေကနေပြီးတော့တင်းဒီဒီစစ်စင်ရရတောင်းဆိုပြီးတော့သူတို့ကျဲတဲ့ပုံစံမျိုးဥပမာအခုဒီတိုင်းစစ်ဌာနချုပ်တွေမှာဆိုလို့ရှိရင်လည်းဥပမာစစ်စင်နေပြီးဥပမာမုံရွာနမခတို့လက်ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်ဒီရတဝဘောနော်ဒီရတခမော်လနိုင်တို့မှာဆိုလို့ရှိရင်ဒေတက်ကအဲဒုတိယပုံမူကြီးအစင်ရှိတဲ့လူတယောက်ကိုနေတက်ဆွယ်မှုဆိုပြီးတော့သွားထားတာရှိတယ်အဲ့ဒါကအဲလက်ရှိဆိုလို့ရှိရင်ဒါရတခမှာရှိတဲ့ အဲပြီးလို့ရှိရင်ဒီကာယခမှာကာယခမှာတော့ဒီရှိပြီးသားပေါ့ဆာမလို့ပေါ့ဒီလေတက်မရှိတဲ့အတိုင်းတွေမှာဥမာစစ်တွေဆိုနေရာမျိုးမှာလည်းဒါဒုရပုံမွေးအစင်တယောက်ရှိတယ်ဒါကသူတို့ကပေါက်ဆက်နေနိုင်ရတာပေါ့ဒီစစ်စင်ရေးရဒီတိုက်ပွဲလိုအပ်ချက်လည်းလက်တော်လိုအပ်ချက်တွေရှိလာပြီလို့ရှိရင်ဒီလူတွေနဲ့ဒီအဲ့ရဒုရပုံမွေးရတာဝန်ခံပြီးတော့အဲဘယ်လိုဘယ်လိုလုပ်ပါမလဲဒီပုံမွေးနဲ့ဒီတိုင်းရတာဝန်ရှိသူတိုင်းမျိုးနဲ့တိုင်းမီပြီးတော့ဒါပုံကျဲတဲ့ပုံစံမျိုးတွေကိုသူတို့တောင်းဆိုပြီးတော့လေတက်စနန်းခဏချုပ်ပြီးပြန်တင်ဟိုတောင်း ဟုတ်လားဗောနော်ဒီဟိုတကယ်တော့ဟိုကကလေးအဓိကတော့ကကလေးစစ်စင်ရင်းနဲ့ဒီကြီးစစ်စင်ရင်းနဲ့ပေါင်းလို့တာများတယ်ဗောခုနကတော့ဒီဒီခုနကဒီမီဒီယာအကြောင်းဆိုတဲ့မီဒီယာအကြောင်းဆိုတဲ့ဟာလည်းပါသွားရဗောနမီဒီယာအကြောင်းဆိုတာတဲ့ဒါကတော့ဟိုပြောဟိုကျင်းစီတော့ပြောလို့မရ50 50 50 50ဆိုတာဘာကြောင့်50 50လို့ပြောလဲဆိုတော့တချို့နေရာတွေမှာဘယ်နေရာမှာပါရှိတယ်ဆိုတာတချို့ကစစ်တပ်ကတီးပြီးသားပဲဒါပေမဲ့အောက်ခြေမြေပြင်ကအောက်ခြေမှာဖြစ်နေတဲ့ကိစ္စနဲ့ ဒီအောက်ချိန်မှာပေါ့နော်အောက်ချိန်မှာဒီရှုပ်ကိစ္စတွေကအောက်ချိန်မှာလည်းတို့ကဒီငွေကြေးလက်လာပါယူပြီးတော့ပဲကိစ္စတွေရှင်းကြတယ်အဲ့တော့အပေါ်ကနေအလုံးစုံမသိတဲ့ကိစ္စတွေရှိနေအဲ့အဲ့လိုအချိန်တွေတခုမှာဒါဒီဒါပေမဲ့ဒီနေရာတွေမှာဒါတွေလုပ်တယ်ဆိုတာကတော့သက်ဆိုင်ရာ time ဥပမာစစ်ဒေတာမှာရှိတဲ့အဲစကားကမူလို့ဒါစကားမူလို့အဲဒီတက်မှာမူလို့ဒီ time မူလို့ဒါတွေကမသိဘူးဆိုတော့မရှိဘူးပြီကိုသိတယ် ဒါပေမဲ့သူကလည်းသူနားတယ်မူနဲ့အသာလေးမသိကြောင်ဆောင်ထားတဲ့ပုံစံမျိုးတွေပဲသွားနေကြတာလက်ရှိအခြေအနေအရဘယ်နေရာမှာပါရှိတဲ့ဒီဘာကြောင့်လို့စစ်တပ်ကဒီအာဏာမသိမ်းခင်တည်းကဒီသူတို့နဲ့ဂျိန်းဂျိုင်းလက်မှတ်ထိုးထားတဲ့အခွင့်အရေးရှိတယ်ပေါ့နော်ဒီအခွင့်အရေးရဲ့တမှုတွေကဘယ်နေရာမှာဒီတမှုဌာနချုပ်တွေကဘယ်နေရာမှာရှိတယ်ဆိုတာကသူတို့ရှိမှာဒေတာနဲ့ပတ်သက်လို့ရှိဒေတာမှာဌာနဒေတာကိုပြတ်မှုတွေဒေတာဆက်စင်ထားတယ်မှာဒီပြမှတ်ဖတ်ပုံတင်ထားပြီးသားလေရှိပြီးသား အဲ့တော့အဲခုနကတော့ဒီဟိုအဲ့တော့ခုလဲအဲ့လိုပဲခုလက်ရှိကာလမှာလဲတို့အရေးဒီဘက်ကကျွန်တော်တို့ online ဘက်ကတိုင်းသားလက်နက်ကိုင်တွေဘက်ကအဲတောင်ဝင်ရှိသူတွေနေတယ်လို့ယူတာအရေးကြီးပြတ်မှတ်တွေကိုတို့ကတက်နိုင်တယ်လို့အကုန်လုံးပြတ်မှတ်တွေမှတ်ပုံတင်ထားပြီးပြီအဲအဲဒါဒါကြောင့်မလို့ဟိုဒီဒီခုနကဟိုမီဒီယာမီဒီယာတက်လိုက်တဲ့အချိန်မှာကျတော့တို့တို့အောက်ချိန်မှာမလုံချင်အောင်မလုံလို့မရတော့တဲ့အနေအထားဖြစ်သွားတယ်တို့တို့ဘက်မှာလဲအဲ့လိုမျိုးရှိတယ်အဲ့တော့အထက်ကလူကြီးကဒါပရက်ရှာတယ်ဘာလို့ အဲ့တော့ဒီကိစ္စကဒီတော့ကျွန်တော်ရဲ့ဘက်ကနေပြီးတော့ပတ်စံရတဲ့ဘက်ပေါ့နော်ဒီတော့အဲဒီအင်းန်ထွက်တဲ့ကိစ္စတွေမှာမဟုတ်ရွှေရင်းထွက်တဲ့နေရာတွေတို့ရှင်နေပုံချဲတဲ့ခုနောက်ပိုင်းဒါတွေကဒီကြားနေပတ်စံနေရပြီတို့တို့ကိုပြန်ပြီးတော်လန့်နေတော့တို့ကသိအဲ့တော့ဒီဟာတွေကတို့မှလုံးမဲ့ပလန်အစိုးရကြီးရှိနေတယ်ရှင်းရှင်းပြောရင်ဒါဟိုမီဒီယာတင်မှမဟုတ်ဘူးမီဒီယာမတင်လဲအနည်းနဲ့အမြန်ပဲกว่ามาတစ်ချိန်ချိန်တော့ပုံချဲခံရမယ့်ဟာတွေပဲပြတ်မှတ်ပြတ်လာခံရမှာပဲ ဒါဥပမာဒီအေရရဲပြတဲ့ကိအညာဒူပိုင်းကိစ္စဆိုလို့ရှင်အဲ့နေရာမှာအဲ့မတိုင်ခင်တုန်းကလည်းစစ်တောင်းတွေဝင်ပြီးမိရှို့တာလည်းဖြတ်သီးတာလည်းရင်နံနှင်းတွေဖြတ်သီးတာရှိခဲ့တယ်ဒါပေမဲ့အဲ့တုန်းကလိုင်းပေါ်တကျပြတ်မှမဖြစ်ဘူးဒါပေမဲ့ရှိခဲ့တယ်နောက်ဆုံးအဲ့နေရာတွေကိုအဲ့ရင်နံမတူရပါဆိုပြီးတော့အမိန်စစ်တပ်ကတရားဝင်ညွှန်ကြားချက်တွေအမိန်တွေလည်းထုတ်ထားတာလည်းရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒါတွေကဟိုကနအဲ့ကြောင့်ကန50 50ပြောတဲ့အချိန်မှာမီဒီယာကတင်တင်မတင်တင်အချိန်တိုင်းတော့ဘုံရဲခံရမှာပဲဒါတွေက သူတို့ကလက်တလုံးမှာသူတို့ကအဆုံနေရာမလုံသေးဘူးဆိုတာကသူတို့ဘတ်ဒေထိုင်တဲ့နေရာတွေများတယ်။တိုက်ပွဲဖြစ်တဲ့နေရာတွေကိုလက်တော်ပူညီပြီးပုံကျဲဖို့သူတို့မှာအခွင့်အရေးဟိုလိုအပ်ချက်တွေရှိနေတဲ့အတွက်ဒီဘက်ကအဲခုနကတော့ကြံတဲ့ဟာတွေကိုမကျဲတာ။အဲ့တော့အဒါကြောင့်မလို့သူတို့ကဒီအဲဒီပုံကျဲတဲ့ဖြစ်စဉ်တွေမှာဆိုလို့ရှိရင်လည်းအဲဒါသူခုနဘတ်ဒေထိုင်နေတဲ့အချိန်ကျဲတာရှိတယ်။အဲနိုင်ငံရေးအရဖိအားပေးခြင်းလို့ဥပမာရှမ်းပြောင်းမှာဆွေးနွေးပွဲတွေစတော့မယ်ဆိုလို့ရှိရင်ပုံကျဲမှုတွေတမင်တသက်ကိုဒီရွက်ချက်ရှိရှိလုပ်တယ် ောက်တစ်ခုကတော့ဒီစစ်ပွဲတစ်ပွဲကဥပမာတိုင်းရင်းသားလက်နက်ကိုင်တဲ့ဒီဥပမာရှမ်းမြောက်ပဲထားတော့စစ်ပွဲကဒီတိုက်ရတဲ့နှစ်ဖွဲ့ရက်ချင်ယုံနဲ့မရဘူးဒီပြည်သူတွေပါရက်ရက်ရက်ပါတို့တောင်းဆိုလောင်းတမင်သက်သက်နိုင်ငံရေးရပြည်သူတွေကိုတမင်ရွယ်ချက်ရှိပုံကျတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီပြီးခဲ့တဲ့ဒီ၄လပိုင်းထဲမှာပဲဒီပြီးခဲ့တဲ့၄လပိုင်းဒီ၂၀25လပိုင်းနဲ့၃လပိုင်းမှာတို့ကျွန်တော်တို့တစ်ဖက်မှာလည်းအဖွဲ့တွေအများကြီးဒီငញ្ញာရေးအဖွဲ့တွေဆိုတဲ့ပုံပေါ်တွေကလည်း တွင်းနေပွဲတစ်ခါပိုင်းပေါ်တက်ဖို့တွင်းနေပွဲရေလို့ဖို့တောင်းဆိုတဲ့အချိန်မှာအဲတစ်ခါကအဲဒီကျွန်တော်တို့ဒီဒီဘအာဆီယံလိုနိုင်ငံမျိုးတွေရောအကုန်လုံးကတောင်းအဲ့အချိန်မှာခါရေလို့ပြောဆိုတော့ကြံကာလာကြီးထဲမှာပေါ့အပြည့်အဝရက်ဆဲထားတဲ့ကာလာထဲမှာပေါ့ပုံကျဲတာတွေကပြည်သူတွေစီမံတည်တည်နဲ့ပြည်သူတွေဒီဖျားသွားကြောင်းတဲ့လုံမန်းတည်တည်နဲ့ပုံအကြောင်းတွေကိုရွယ်ကြီးရွယ်ချက်ရှိရှိကျဲသွားဒါတွေကကျွန်တော်တို့နောက်ွယ်မှာဒါနိုင်ငံရေးရွယ်ချက်တွေပါနိုင်ငံရေးရွယ်ချက်ကပြည်သူကိုရွယ်ချက်ရှိပြတ်မှတ်ထားပြီးတော့ ပြည်သူတွေစိတ်ဒုက္ခရောက်အောင်လုပ်ပြီးတော့တစ်ဖက်ကိုဖိအားပေးအောင်မို့ကျွန်တော်တို့ဒီဘက်မှာကျတော့ဒေါ်လာရေးဘက်ကလူတွေအဓိကပြည်သူအဓိကဆိုတော့ပြည်သူတောင်းဆိုတာရယ်ဘာပဲပြောလိုက်ရောရမယ်ဆိုတာသိရတဲ့စစ်တပ်ကခုနောက်ပိုင်းသူကဒါပြည်သူထိခိုက်မှုကိုပိုများအောင်လုပ်တဲ့ပုံစံမျိုးပေါက်ပါတယ်နော်အဲခုနကတော့ကြံတဲ့ဟိုဒီကျွန်တော်တို့ရဲ့ထောက်ဖို့လမ်းကြောင်းတွေကိုပုံကျဲတာလည်းဒါလုံးပါပဲဥပမာဒီရခိုင်ပေါ့နော်အရခတ်တော်ရဲ့လက်နက်စီးစင်းရလမ်းကြောင်းတွေကိုတို့တို့ဒီ6လမ်းရှာဖွေနေတာ2023လောက်ပဲ ဒီတက်တုံညာနှစ်ခုစပြီးဆိုပြီးစပြီးဒီတက်တုံညာနှစ်ခုကိုကျွန်တော်ရခိုင်မှာစပြီးဆိုလေရအရကတက်တော်ရဲ့လက်နက်စီစဉ်ကလမ်းကြောင်းကိုတို့ရှာဖွေထောက်လန်းတဲ့တီးတန့်ဒရုန်းအခွဲတွေကင်းထောက်တဲ့အခွဲတွေရှိအဲခုနောက်ပိုင်းမှာတို့ရှင်အဲ့အခွဲတွေကဒါတို့အတိုင်းတာတစ်ခုတွေရှာဖွေပေါ်ထုတ်လို့ရပြီလို့ယူဆရတယ်ပေါ့နော်ဒါတွေပုံကျဲမှုတွေလောက်လာတယ်လို့ကျွန်တော်တို့ဒါသတင်းတွေကြားရတယ်ဒါလေးဆိုဒါတော့အဲ့တော့ဟိုကျွန်တော်တို့ကတစ်ခါကြရင်တော့ခုနကကိုအချင်းချင်းတို့တို့ကလည်းဒါဒီလိုခုနကတော့တစ်ချိန်ဒီအညာလိုပိုင်းကိစ္စဖြစ်တဲ့အချိန်မှာ အဲ့သိမကြဘူးဘုံကျတယ်ဒါတွေကဟိုကျွန်တော်သာစစ်တပ်ဘက်ကပြန်တွေးကြည့်ရစစ်တပ်ဘက်ကဆိုလောက်ရမှာပဲဘာလို့ဒါဟာတမင်သက်သက်ဒီအဟရဲကိုထိုးထည့်လိုက်တဲ့ပုံစံမျိုးဒီချိန်မှာနည်းနည်းမီဒီယာနဲ့ဒီဒီဘက်ကလူတွေနဲ့နည်းနည်းလေးဟိုဟိုပါဘောနော်နည်းနည်း conflict ဖြစ်သွားတဲ့အခြားလေးကိုတို့ကအသာလေးရှော်ပြီးတော့ဝင်ထိုးထည့်ပြီးတော့ပုံကျလိုက်တယ်ဘာလို့တို့တို့ဘက်ကအောင်မြင်မှုရတယ်ဒီနေရာမှာတစ်ဖက်ကလည်းဒီဘက်မှာဒီမီဒီယာတွေအချောင်းဆိုလဲအမြင်တိုးပွဲမှုတွေပါအဲ့တော့ဒီမီဒီယာတွေကိုပြည်သူလူထုထောက်ခံမှုကြအောင် ဒီဒေါ်လာရေးကိုဒေါ်လာရေးဘက်မှာရပ်တည်တဲ့ပြည်သူတွေရဲ့ထောက်ခံမှုတွေရော့အောင်တမင်လုပ်တာလည်းသူတို့ဘက်ကလည်းအောင်မြင်မှုရပါတယ်။အဲဒီတော့နောက်တစ်ခုကဒီနေရာတွေကတကယ်လဲဒေါ်လာရေးဘက်တွေကဒီအားရတဲ့ဝင်ငွေစီးဆင်းမှုတွေကဒေါ်လာရေးဘက်မှာလည်းတွားနေတာရှိတယ်။အဲတော့အဲ့ဒါကိုဖျက်တော့တာရပါတယ်။နော်ဒီအတွက်သူကယူလေးပြည်ပြည်ဒါလုပ်ပါမယ်။အဲတော့အချိန်အနည်းနဲ့အမြန်နဲ့ပွားမယ်လုပ်မယ်။ဒီပုံကျတဲ့ပုံစံတော့ခုနကကျွန်တော်ပြောလို့ပဲသူကပြမမှတ်ပုံတင်နေတင်ထားပြီးသားပြီးဘယ်တဲ့တိုက်ပွဲမရှိဘဲနဲ့ဘုံကျတဲ့ဖြစ်စဉ်အများကြီးပဲရှိတယ်ခုနောက်ပိုင်း ဒီခုပြီးခဲ့တဲ့ရက်ထဲမှာပဲဒါရှမ်းမြောက်မှာဒီ TNL လေးကသတင်းစာရှင်းတဲ့ပွဲနောက်ပိုင်းမှာကိုအဲသူတို့ရည်ရွယ်ချက်ရှိရှိပုံကျဲသွားတယ်။ဒါတွေကသူတို့ရှိမှာအဖော်ကြီးကဥပမာစေယုံတွေပုံကျဲတဲ့ဖြစ်ဖြစ်အများကြီးသူတို့ကပြောတဲ့စေယုံတွေမဟုတ်ဘူးဒီစေယုံတွေကအဖော်ကြီးကသူတို့မှာရှိပြီးသားသူတို့တို့ကကျွန်တော်တို့တောင်မှဒီဘက်ကသူတို့စစ်တပ်ကလေးဝက်သတင်းတွေကိုညီပေါင်းလုံးနဲ့ရအောင်ညာရှိတယ်လို့ပြောတယ်။သူတို့ဘက်ကလည်းမရကြအကြောင်းမရှိဘူး။ဒါဆိုသူတို့မှာဒူအင်အားငွေအားအကုန်ရှိတယ်။အဲ့တော့ ီအပုံလေးပေါင်းစုံနဲ့တို့ကထောက်လန်းရှာပွေထားပြီးခုနကတော့ကဲထောက်လင်းရင်တို့ရှင်လေတို့က drone တွေနေမဟုတ်ဘူးဒီဒီလေးပေါ်မှာတော့ပုံမှန်တိမ်ပို့ဆောင်ရင်းလေးတွေမှာတို့ကကင်မရာတွေတက်ထားတာရှိတယ်ခုနောက်ပိုင်းတို့ EOIR ဆိုတာဒီညဘက်ပါ night vision တွေပါတယ်ကင်မရာတွေအဲ့တော့ဒီကတော့တွိုင်းလာရင်လည်းပေါ်တော့ထောက်လန်းနေလို့ရအချိန်ပြည့်သူတို့ကပြန်ပတ်ပြီးတော့သူကဒီတချို့ဆိုဒီအိုင်ယာစနစ်ပါရသူဒီအောက်မှာဘာလှုပ်ရှားမှုရှိရသိတာလေပေါ့ အဲ့ဒါကိုတုံချရတော့ဒီဒါပေကျွန်တော်တို့ဒီဆေးရုံတွေတော်တော်များများကတက်ပေါ်ပေါ်တော့ဘန်ကာနဲ့ဘယ်လိုမျိုးနဲ့ဆောက်တာလဲပေါ်တင်နေပုံနေကျွန်တော်သိတဲ့ online နဲ့ညဆိုဆေးရုံတွေလို့ချင်းဘုံကိုအပြောင်းရှင်းပေါ်တင်ကြီးကိုဆောက်တာသိတာလေကြည့်ရတာလည်းဒါဆေးရုံတွေဒီဆေးရုံကြည့်လို့ချင်းဒီလိုနေမဟုတ်ဘူး online ဘက်ကလို့လေခံရရရင်လည်းတက်မယ်တော့သူကသိဒါကြောင့်လို့ဒါရရသလိုရှိမှပြင်မှတ်ပုံသိထားအပိဒါလေဒါပေမဲ့ခုနကကျွန်တော်ရှိမှပြောတော့ကိုက်ပွဲအရင်ပြင်ထန်ပြီးတော့ဒီရှေတန်းတွေကိုအဓိကကူရမဲ့နေရာတွေမှာဘုံကျဲနေရာလို့သာသူတို့ဒီနောက်တန်းနေရာတွေ ဟိုနောက်တန်းထောက်ပို့လမ်းကြောင်းတွေဖြတ်တောက်တာတွေခုနကနောက်တန်းအဓိကအဓိကနေရာတွေကိုဘုံကျက်တိုက်ခတ်ရတော့မလုံသေးတာအဲ့တော့ဒါပေမဲ့မလုံသေးဘူးဆိုပေမဲ့သူတို့ရရင်ရတယ်လို့ကြားရင်ရတယ်လို့သူတို့လုံးညဘက်တွေဘုံကျက်တဲ့ပြည့်စင်တွေဒီပုံစံနဲ့သွားတာညဘက်တွေလူကြီးအိတ်တော်ကကြက်ပြီးဘုံကျက်သွားတဲ့ဟာတွေဆိုရှင်ဒါဒါအဲ့တော့ဒီအကယ်၍တိုက်ပွဲတွေသာမရှိပဲလုံးဝငြိမ်ွားကြည့်ငြိမ်ွားတဲ့အချိန်မှာလည်းဘုံကျင်းမှာရှိနေမှာပဲခုနအကြိုင်ခုနလို့သူတို့ရဲ့ကျွန်တော်တို့ရဲ့ထောက်ပို့လမ်းကြောင်းအဲပြီးလို့ရှိရင်ခုနဆေးရုံတွေ အဓိကအမာခံနေလို့ယူဆရတဲ့ဒေတာတွေရောပါတယ်။ပုံလုံးဆိုတာပုံကျဲမှာဒါတို့တို့လုံးမဲ့ပလန်နဲ့မှာပါပြီးသားပေါ့နော်။ဒါမျိုးတွေကြတော့ကကကြီးစစ်စင်ရင်းနဲ့ကကတင်မှာဒီစစ်စင်ရေးဌာနဆိုတာရှိတယ်။ဒါမျိုးစုဖွဲ့ပြီးတို့ကဒါမျိုးသွားကြတာပေါ့နော်။အမိန်ကြီးအဲဆေးဦးဒီစစ်စင်ရေးအရာကြီးဟိုခုဦးစီးမှုပုံမှုကြီးတို့ပုံမှုချုပ်တို့ဒါမျိုးလေးမှာတို့လည်းရှိတယ်။အဲဒါအဲ့ဒါကြီးနဲ့ကြီးစစ်စင်ရင်းနဲ့ပေါင်းပြီးတော့ တို့ကဒီအားတွေအမိန်လေးဖေးစေတိုင်းတာပေါ့နော်အဲလက်စတော့တိုက်ပွဲဖြစ်တဲ့ဥပမာကလက်ရှိကန်ရီနယ်မှာဖြစ်တဲ့ဂျုံလုံးမှာဆိုရင်တော့ဒါဒီမှာတိုက်ခိုက်တဲ့ဖြစ်စဉ်တွေဆိုတော့ဒါကဒီအနည်းဆုံးတော့ရတဖမှာတက်ဆွဲထားတဲ့စစ်စင်ရေးဒေတာကအဓိကတော့တာဝန်ရှိတဲ့ဒုတိယပုံမူတယောက်ရှိတယ်အဲဒီပုံပေါ်ကလည်းတဆင့်တို့ကညှိနှိုင်းပြီးတော့ ချက်ချင်းအဲဒီဘက်ကလေကိုဆက်သွင်းမယ်ဆိုလည်းကြီးရတယ်လည်းဘာဆက်သွင်းတာမဟုတ်ဒီအမှတို့တို့စစ်စင်ကြီးမှာဒေတာကတာဝန်ပေးရတဲ့ပုံကပဲဘက်ကလေကိုဆက်သွင်းပြီးတော့အဲဒီမှာဒီဒီနေရာဒီနေရာပြုတ်ပုံဝင်လို့တိုက်ခိုက်ဖို့လို့လည်းဒီကြောင့်ပြုတ်ပုံဝင်လို့ဆိုတာမျိုးသစင်းအဲ့လိုမျိုးသွားပြီးတော့ပဲဒါပုံကျဲမှုတွေတိုက်ခိုက်မှုတွေပြုတ်ဖို့တို့ရဲ့ဒီပြုတ်ပုံပြည်တဲ့ကိစ္စတွေအဓိကလောက်ပါလားဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုကျေရအခုပြန်ပြီးတော့ရှမနန်ဖော်ကြီးဘက်ကိုမေကွန်ပြန်လှည့်ကြတာပေါ့ဆိုတော့ရှမကျွန်တော်တို့ခုနကကိုစီကပြောတာကို ကြားတော့ကျွန်တော်တွေးမိတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒရင်သမားတွေမှာကျင့်ဝတ်ပေါ့နော်ကိုယ့်ရဲ့ရေးသားဖော်ပြချက်တွေကြောင့်ဒုက္ခရောက်နေသူတွေပို့ပြီးတော့ဒုက္ခမရောက်ရဘူးပေါ့နော်အဲဆရာမလည်းခုနကပြောသွားတာပေါ့ဆိုတော့သူတို့ရဲ့လုံခြုံရေးကိုကျွန်တော်ကာကွယ်ရမယ်သူတို့ဒုက္ခရောက်နေပြီးတဲ့လူတွေကိုပို့ပြီးတော့ဝင်တော့ဝင်ဖို့ထပ်မပြည့်စေရဘူးဆိုတော့ဟာလာ do no harm principle လို့ခွန်ပါပေါ့အဲ့ဓာ ड़ी ကတစ်ဖက်နောက်တစ်ခုကကြတော့ကျွန်တော်တို့သတင်းသမားတွေရဲ့တာဝန်ဖြစ်တဲ့ဟာလာမတရားမှုတွေအကျင့်ဖြတ်ခြားစားမှုတွေအဲနောက်အများပြည်သူအကျိုးစီးပွားလို့ပြောပြီးတော့အများပြည်သူအကျိုးစီးပွားနဲ့စန့်ကျင်ဘက်လုံနေတဲ့ဟာတွေကိုကျွန်တော်တို့ကစုံစမ်းရေးသားဖော်ထုတ်ရတာကတစ်ဖက်ဆိုတော့အဲ့ဒီနှစ်ဖက်ကိုဘလို့ဗန့်မြအောင်အစွန်းမထွက်အောင် ရည်သားတင်ပြရမလဲဆိုတာကျွန်တော်တို့သတင်းမီဒီယာဓမ္မတွေဟာလမ်းကြောင်းရှာမယ်ဆိုတာခုနကလည်းဆရာမပြောသွားတယ်နောက်ပြီးတော့ဘတ်ပေါင်းစုံကအတန်တွေကိုကျွန်တော်တို့အလေးနဲ့ထားရမယ်ဟာလာအဲဒုက္ခရောက်နေတဲ့လူတွေရဲ့အဲစိတ်ဝေဒနာတွေကိုထည့်သွင်းစဉ်းစားရမယ်ဟာလာအဲအဲ့လိုမျိုးတော့ဟိုမြင်တာပေါ့ဆရာမအဲဆိုတော့ဆရာမအနေနဲ့ကိုဘယ်လိုထပ်ပြီးတော့ဖြည့်ဆွတ်ပြောချင်သေးလဲ ဟုတ်ခုနကဒီဟိုဟာပေါ့နော်အာပြောသွားတာကိုကျွန်မနည်းနည်းလေးနားထောင်ရင်းနဲ့စဉ်းစားမိတာတခုရှိတယ်။အမ်ကိုရီကိုရိုင်းလည်းပဲလက်တွေ့ကြုံနေရတာရှိရတကယ်မြေပြင်ထဲမှာလေမြေပြင်ဆိုတာဒီကျွန်တော်တို့ဒီ drain အဆက်ပေါ့နော်ဒီကဲ conflict area ပဋိပက္ခဖြစ်တဲ့နေရာမှာဆိုလို့ရှိရင်တိုက်ပွဲတွေလည်းမဖြစ်ဘူးဆိုပေမဲ့တခါတလေနေဖြစ်ဖြစ်ညဖြစ်ဖြစ်အာလေရင်တန်ကြားတာရှိတယ်။ဒုံးတန်ကြားတာရှိတယ်။ညဘက်ဆိုလည်းမြေလင်းမြေလင်းလင်းနဲ့လာတာဒါကမတိုက်ခိုက်ဘူးတော်တော်လည်းပဲ အာပြစ်မှတ်ကိုလာစုံစမ်းထားတယ်လာတည်ထားတယ်အဲ့လိုမျိုးရှိရဆိုတော့ခုနကဒီကိုစီယာပြောသွားသလိုကျမတို့လည်းဒါလက်တွေ့ပေါ့နော်တကယ်တော့ရှင်မတိုက်ခိုက်သေးဘူးဆိုတာမျိုးကဒါတော့အာ information ယူထားတယ်သူရပြစ်မှတ်နေရအောင်ဘယ်နေရာကြီးဘာရှိလဲဆိုတာသူ့မှာမှတ်တမ်းယူထားပြီးဒါတော့ကျမတို့အဲ့လိုမျိုးကောက်ချက်ချလို့ရတာပေါ့ဆိုတဲ့ခါကျတော့ဟိုသူ့ရဟိုပါပေါ့ demand ပေါ် order သွားတိုက်ခိုက်မှုအတွက်ကတော့သူ့မှာနောက်မှလာမယ်ဆိုမလာခင်ကအသေးချောင်းဒါမျိုးလေးတွေကနေရာတိုင်းမှာသူထောက်လန်ထားတာမျိုးကတော့ရှိမှာပဲသူ့မှာလည်းဤပညာပိုင်းအပြင်သူ့ကိုဝန်းရံနေတဲ့အခြားနိုင်ငံကဟိုဤပညာပညာရှင်လည်းရှိမှာရှိတယ်လေနော်အားလုံးလည်းသိကြရဆိုတဲ့အခါကျတော့ဒါကိုကျမတို့သတင်းမီဒီယာလည်းမဟုတ်ပဲနဲ့အများပြည်သူတွေကလည်းဒီ information ကိုကျမတို့ပေးသင့်တယ်လို့မြင်တယ်ပေါ့နော်ဘာလို့ဆိုတော့သတင်းသတင်းပေါ်ပြလိုက်လို့အာလေချောင်းတိုက်ခိုက်မှုခံရတယ်ဆိုတာ အပြည့်ဝကြီးကတော့တပြောလို့မရဘူးနော်ဆိုတော့ခုနပြောသလိုသူပြစ်မှရှိတယ်ကိုစီကပြောသလိုလဲသူအနေမနေနဲ့အနေနဲ့အမြန်ဘူးပေါ့နော်ဆိုတာမျိုးသူကအာအမိတ်ပေးမဲ့လှုပ်ဆောင်မဲ့ဟာမျိုးကရှိပြီးသားဆိုတော့ကျမတို့တခုတော့ရှိတာပေါ့ဒီရှေ့ဆက်ပြီးတော့ကြားလို့ရှိရင်လဲကျမတို့ကအာတကယ်တမ်းကြားလို့ရှိရင်သတင်းမီဒီယာအနေနဲ့က public area ဆိုလို့ရှိရင်အာခွင့်ပြုချက်မလိုဘူးလေနော်အာအဆောက်အဦဝင်းထဲမှာသို့မဟုတ်ဒီတပ်စခန်းရဲ့ဝင်းထဲကျမတို့ရဲ့ဒီ သူရဲ့ media အသစ်အရဆိုလို့ရှိရင်တော့ဒီလိုဈေးရုံတွင်းတွေဟိုရုံးကနာတွင်းတွေကြောက်လို့ရှိရင်ကျမတို့ကခွင့်ပြုချက်နဲ့သွားရတာပေါ့နော်။သို့တော်လည်းပဲအများပြည်သူနဲ့သွားလာလို့ရတဲ့ public area တွေဆိုလို့ရှိရင်ကျမတို့ကလွတ်လပ်စွာအာရိုက်ကူးလို့ရတယ်၊ရိုက်ယူလို့ရတယ်အဲ့တစ်ဖက်မှာလည်းဒီ social media သမားတွေဆိုလို့ရှိရင်လည်းသူလွတ်လပ်စွာရိုက်လို့ရတာပေါ့နော်သို့တော်လည်းပဲအဲ့ဒါကပုံမှန်အာစီးရီးစီးရာညင်တက်ပြီးတော့ပုံမှန်အခြေအနေဆိုလို့ရှိရင်တော့ဟုတ်တာပေါ့ဒီလိုကာလမျိုးမှာဘာလို့လို့အကဲဆက်တယ်ဘာလို့လို့တန်ဖိုးဖြစ်တယ်ဆိုတော့ဒီလိုကာလမျိုးမှာကျမတို့ကလည်း ြန်ပြီးထိန်းចောင်းရအောင်ပါနော်ဆိုတော့ခုနကပြောလို့အများပြည်သူဆိုတဲ့အထက်မှာကျမတို့အာ information ကိုအတည်ပြုပေးနိုင်တဲ့ကျမတို့ရဲ့ citizen journalist တွေကအတိအသိရှိကြတယ်ဆိုတော့သူတို့တွေကိုရဲ့အရဲ့ဟိုအကာဟိုလည်းပြောရင်သူတို့တွေအတွက်ဟိုအသက်အန္တရာယ်ကိုလည်းကျမတို့ကကာကွယ်ပေးရမယ်ထိန်းထိန်းထားပေးရမယ်တစ်ဖက်မှာလည်းကျမတို့ရဲ့သတင်းအရင်းမြစ်တွေပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်အတည်ပြုဖို့အတွက်ကဒီတိုင်းသားလည်းနဲ့ကန်တော်လန်ရေးပါဝင်စစ်ကောင်စီကိုပြန်တော်လန်နေတဲ့စုဖွဲ့တွေကလည်းကျမတို့ရဲ့သတင်းအရင်းမြစ်တွေပဲဆိုတော့အခါကျတော့ အမြဲတမ်းဟိုကနပြောသလိုကိုစီကပြောသလိုမျိုးကျမတို့ကိုသွေးခွဲခြင်းနဲ့ရည်ရွယ်ချက်နဲ့များအဲ့လိုမျိုးလုပ်တယ်ဆိုရင်အရန်သတိထားရမှာဆိုတော့မီဒီယာသမားတွေလည်းသတိထားရမှာသတင်းဌာနတွေရောတော်လိုင်းရေးအစုဖွဲ့တွေရောသတိထားရမှာကျမတို့ရဲ့အဓိကဘုံကဘုံဘုံရန်သူကဘာတူလဲဆိုတာမျိုးပေါ့နော်ကျမတို့လည်းလွတ်လပ်တဲ့သတင်းမီဒီယာအနေနဲ့ကလည်းကျမတို့ကလည်းဒီလိုမတရားအာဏာသိမ်းတဲ့ဟာကိုကျမတို့လည်း လက်မခံလို့လည်း anxiety ဖြစ်လာကြတာဆိုတော့ anxiety ကနေရတဲ့နေရာနေရောက်တဲ့အရက်ဒေတာကနေကျွန်တော်တို့သတင်းတွေတင်ဆက်နေတဲ့ထုတ်လုပ်နေတဲ့ခါကျတော့အားလုံးကဝေးကွာနေလို့မရအောင်ပြောချင်တာကသတင်းအရင်းမြစ်တဲ့သတင်းဟိုပါပေါ့သတင်းရယူသူနဲ့သတင်းအရင်းမြစ်တဲ့ကလုံးဝဥဆန့်ကျင်ပြည့်ဖြစ်နေလို့မရဘူးเนาะဆိုတဲ့ခါကျတော့ရည်ရှိလက်ကျွန်တော်တို့က collaboration ပူးပေါင်းဆောင်ရွက်မှုကလွတ်သွားမှာပဲဆိုတဲ့ခါကျတော့ညှိနှိုင်းမှုကအဓိကအရေးကြီးရပေါ့သူတို့ဘက်ကအစုအဖွဲ့တည်တည်ရဲ့စိုးရင်ချက်ကဘာတွေရှိသလဲ အဲကျွန်တော်တို့ရဲ့သတင်းမီဒီယာဘက်ကလည်းကျင်းဝနဲ့ကြော်လွန်တော့ပို့ပြီးထိန်းကြောင်ရမယ့်အရာတွေကဘာရှိလဲဆိုတဲ့ဥစ္စာမျိုးလေကျွန်တော်တို့ကဆက်လက်ပြီးတော့လည်း case ဖြစ်စဉ်အပေါ်မှာမြေပြင်ဖြစ်စဉ်အပေါ်မှာရောကျွန်တော်တို့ကအာအမြဲတမ်း follow up လုပ်ပြီးတော့ဗောနော်ဆွေးနွေးရမယ်တကယ်လို့ဟိုမီဒီယာအစုအဖွဲ့မဟုတ်ပဲနဲ့လည်း freelance ဗောနော်အလွတ်သတင်းထောက်တွေလည်းရှိကြတဲ့ခါကျတော့သက်ဆိုင်အလွတ်သတင်းထောက်တွေလည်းအဲသူတို့မှလည်းအာတချို့နားလည်မှုလွယ်တဲ့ပိုင်းလေးရှိလို့ရှိရင်ကျွန်တော်တို့ကဒါညှိနှိုင်းလှုပ်ဆောင်မှုနဲ့ပဲတွား တင့်တယ်လို့မြင်တယ်ဘာလို့ဆိုတော့သတင်းမီဒီယာလွတ်လပ်တဲ့အာမြန်မာသတင်းမီဒီယာကောင်စီရဲ့သူ့ရဲ့တာဝန်ကိုတရားထဲမှာလည်းပဲဒီသတင်းသမားတွေကိုအဲ့ရဲ့လုံခြုံရေးကိုပေါ့နော်ကာကွယ်ပေးရမယ်ဆိုတဲ့တာဝန်ကိုတရားတစ်ခုလည်းရှိသလိုသတင်းဖော်ပြမှုမှာလည်းထိန်းကျောင်းရမှာပေါ့နော်သတင်းမီဒီယာကျင့်ဝတ်တဲ့ COC နဲ့ထိန်းကျောင်းရမယ်ဆိုတဲ့အပိုင်းမျိုးလည်းရှိတဲ့ခါကျတော့နောက်တစ်ဖက်မှာလည်းကျမတို့ကဒီတော်လရင်အစုဖွဲ့တွေနဲ့ကျမတို့က stakeholder engagement တွေလည်းဆက်ပြီးတော့ညှိနှိုင်းလှုပ်ဆောင်သွားမယ်အပိုင်းမျိုးရှိသလို မီဒီယာကျင်းကိုဆိုပြီးတော့မီဒီယာကျင်းကိုထဲမှာဘာအချက်အလက်တွေပါတယ်ဆိုတဲ့ဥစ္စာမျိုးအများပြည်သူအပါဝင်စီတင်ရင်းမြစ်တွေအားလုံးပေါ့နော်အထူးသဖြင့်တော့တည်င်းမီဒီယာကိုပြောရေးဆိုခွင့်ပေးနေတဲ့ဒီအစုအဖွဲ့တည်တည်သောအာ stakeholder တွေပြောရေးဆိုခွင့် spoke person တွေအားလုံးကလည်းဒါလေးကိုပို့ပြီးတော့နော်နော်ကြည်ကြည်နားလည်ဖို့တော့လိုတယ်ပေါ့နော်တချို့ကလည်းနားလည်မှုရှိပြီးသားတော့ရှိမယ်တိုးတော်လည်းပဲကျမတို့က ညနိုင်ပြောဆိုရတာထိပ်ပိုင်းကောင်းဆောင်လေးနဲ့ပြောဆိုရတဲ့အပိုင်းမျိုးရှိတယ်။ဒါပေမဲ့တကယ်ဖြစ်သွားတဲ့ဖြစ်စဉ်တွေကမြေကြီးမှာသတင်းတွေကလည်းမြေကြီးမှာဖြစ်နေအောင်နော်ဖြစ်စဉ်တွေကအဲ့ခါကျတော့ကိုယ့်ရဲ့သတင်းရပိုင်ခွင့်နဲ့ရယူခွင့်တွေကိုညွန်ကြားချက်တွေကိုယ့်ရဲ့ထိန်းချုပ်တဲ့နေမြေမှာထုတ်ပြန်တဲ့အခါမှာပို့ပြီးတော့ရှင်းလင်းပြီးတော့ညွန်ကြားချက်တွေထိရောက်ဖို့လည်းလိုတယ်။အပြန်အလှန်ကျမတို့ကဟိုဟာပေါ့နော်ညနိုင်လှုပ်ဆောင်ရင်းနဲ့သတင်းကိုအများပြည်သူကိုမှန်ကန်ပြီးတော့လုံခြုံတော့လွတ်လပ်လုံခြုံတော့သတင်းအချက်အလက်တွေပေးဖို့လည်းလိုတယ်။ဘက်မှာလည်းအသက်အန္တရာယ်ကို ဟိုမထီရအောင်ကျမတို့ကာကွယ်တဲ့ပုံစံမျိုးလေးနဲ့ကျမတို့သတင်းတိဖြတ်မှုတွေတင်ဆက်မှုတွေလုပ်သွားရမယ်လို့တော့ကျမအနေနဲ့မြင်ပါတယ်ဟုတ်ဟုတ်ကဲ့အခုလိုမျိုးစတူဒီယိုရဲကိုလာပြီးတော့အချိန်ပေးဆွေးနွေးပေးတဲ့ဆရာမနန်ဖော့ဂေကိုအွန်လိုင်းကနေပြီးတော့တဆင်ဆွေးနွေးပေးတဲ့တက်ချက်ကြီးကိုစီရကိုကျေးဇူးတင်တဲ့အကြောင်းပြောပြပါစီ